ဟုတ်ကဲ့ကျွန်တော်ကတော့ရဲဘော်တော့မှဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြပြပေးမှာကကျွန်တော်ဟိုဒီကျွန်တော် channel မှာမေးထားတယ်ပေါ့နော်နောက်သေးရွက်အကြောင်းလေးမေးထားလို့ကျွန်တော်ဒီနေ့ဖြည့်ပြန်ပြီးတော့ရှင်းပြပေးပါကျွန်တော်ကတော့ရဲဘော်တော့မှဖြစ်ပါတယ်ကျွန်တော်ကျွန်တော် channel မှာမိမိမေးထားကြတာရှိရေပေါ့နော်ဒီလောက်တည့်ရွက်ပြပေးပါမယ်လောက်တည့်ရွက်အကြောင်းနဲ့လောက်တည့်ရွက်အသုံးပြုပုံတွေကိုကျွန်တော်ပြောပြပေးမယ်ဒါပေမဲ့လောလောဆယ်ကျွန်တော်လက်ရှိလောက်တည့်ရွက်အပင်ကိုကျွန်တော်အရင်ပြပေးမယ် တမဖြစ်ပါတယ်ဒါလောက်တည့်ရွက်အပင်ဒီကောင်ကဒီဘက်ဒီဘက်မဟုတ်တော့တောတိတောနေရတောနေဒေတာတွေမှာတော်တော်များများမှာကတော့ဒီကောင်ကိုဟိုဆေးဘက်ဝင်အရွက်ဖြစ်တုံးကြတယ်ပေါ့နော်နောက်တစ်ခါကျတော့အများကြီးတုံးကြတာတော့ဒီငပိအိုးလို့ဘာလို့ဆိုလို့ရှိရင်ဒီကောင်တွေထည့်တုံးကြတယ်ဒီကောင်ထည့်လိုက်လို့ရှိရင်ခဏလေးပဲတော့ဒီဟိုဘယ်လိုပြောလဲကိုယ်ရရန်ကြနေလို့ရှိရင်ငပိအိုးရဲ့မှာခဏလေးနေတယ်ဒီကောင်တွေဆိုဖြေကုန်တယ်ကောင်းကောင်းပြောက်တယ် ဆက်စပ်ဝင်ပုံအကြောင်းအရာတွေဆက်ပြီးတော့ပြောကြပေးမယ်ဒီပါဟုတ်ကဲ့ကျွန်တော်ကတော့ရေးပေါ်တော့မှဖြစ်ပါတယ်ကျွန်တော်ဒီနေ့ပြပြပေးမှာကကျွန်တော်ဒီကျွန်တော် channel မှာမေးထားတယ်ပေါ့နော်နောက်သေးရွက်အကြောင်းလေးမေးထားလို့ကျွန်တော်ဒီနေ့ဖြည့်ပြန်ပြီးတော့ရှင်းပြပေးမှာဒီကပုံမှန်အဖြစ်တော့ဒီဘက်မှာတာမန်ဒီတာမန်လူတွေအတွက်ကတော့ပေါ့နော် သူဒီငပိအိုးတို့ပိုးကြတဲ့အရာတွေမှာထက်သုံးတာပဲများတယ်ခင်ဗျတကယ်ဒီပဲဥစားပေါ့နော် ီတော်တလေးတွေရာကျွန်တော်တို့ဒီမြမဆေးဆရာတွေပြီးဒီဘိန်းတော်ဆေးဆရာတွေပေါ့နော်အသုံးပြုကြတာများတယ်ပေါ့နော်အသုံးပြုတယ်ဆိုတာလည်းဟိုဒီအရွက်ကိုတချို့ကြတော့လဲတချို့ဆေးနေရာမှာကြတော့တရွက်တမျိုးတည်းဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့တခြားဆေးတွေနဲ့ကြတော့လဲဒီသူ့အရွက်ကိုပေါ့နော်သူ့တခြားအရွက်တွေနဲ့ရောပြီးတော့ဆေးပေါ်တဲ့နေရာတွေမှာတော်တော်များများမှာအသုံးပြုကြတာရှိတယ်ပေါ့နော်အဲ့ဒီရွက်ကဘယ်မှာပေါ်များလဲဆိုတော့ရှင်ကျွန်တော်တို့ဒီ စုစုတဲ့ဒေတာတွေမှာပေါ့နော်ဟိုမှာဒီတောင်တန်းဒေတာတွေပဲဖြစ်ဖြစ်ဒါမှမဟုတ်မြေပြန့်ဒေတာတွေပဲဖြစ်ဖြစ်စုစုတဲ့နေရာတွေမှာသူကအပေါက်များပါတယ်သူရဲ့အပင်ကကျွန်တော်တို့ဒီ6ပေ5ပေ6ပေအလောက်တော့ရှိတယ်သူအသီးကကြတော့ဒီပဲတောင်ပုံစံမျိုးလေးတွေတီးတယ်အဲသူရဲ့မျိုးစိတ်ကတော့ကျွန်တော်လည်းမသိဘူးဗျဒါအိန္ဒိယဘက်ကနေမျိုးစားတဲ့နာမည်ကတော့တာတာဟန်ကီလို့ခေါ်တယ်ဗောနော်တာတာဟန်ကီလို့ခေါ်တဲ့ဒါအတူကောက်ဗောနော်အရှိကောက်ရှိနေတယ် သူဆေးပေါ်တဲ့နေရာမှာသုံးတာကြတော့အရွက်ကိုပေါ်တဲ့အမြင့်ကိုလည်းသုံးတယ်ပေါ့နော်အရွက်ကိုရောအမြင့်ကိုရောပြုတ်ပြီးတော့တော့လည်းကောင်းအစိမ့်တော့လည်းကောင်းသုံးကြတယ်ပေါ့အာပြီးတော့အပွင့်နေလိုချင်တဲ့ခါကျရင်လည်းအပွင့်ကတော့ဒေါ်လာပြာဒေါ်လာဆိုလို့ရှိရင်အများစုမှာအဲ့ချင်းချင်းလိုင်းလိုင်းပွင့်နေပေါ့နော်မာဆေးချမ်းအရာဆိုလို့ရှိရင်ဒီလောက်တည်ပြီးလောက်တည်ရွက်ကဒီလေတို့တလိပ်တို့ကိုနိုင်တယ်ပေါ့နော်ဒီလောက်တည်ရွက်ကိုဆေးအနေနဲ့သုံးတဲ့နေရာမှာကျွန်တော်သိတဲ့လောက်ကြတော့ဒီ ဝမ်ကိုက်ယောဂါတို့ဝမ်ဖော်ယောဂါတို့ဖြစ်တဲ့အခါကျရင်ပေါ့နော်ဒီအရွက်မလူးမရင်ကိုပြုတ်ပြီးတော့ကျွန်တော်တစ်ခုခုနဲ့ယောပြီးတုပ်စားပါတော့ပြီးလို့ရှိရင်ခလေးတွေတန်ကိုက်တာတို့ဘာလို့ဆိုလို့ရှိရင်လည်းတန်ကြတယ်အာနောက်ပြီးတော့ဒီအရွက်ကိုကျွန်တော်တို့ဒီလက်ဖက်6ပေါ့နော်လက်ဖက်6တောက်တို့လိုမျိုးတောက်လို့ရှိရင်လည်းဒီစီပူဖြစ်တာတို့စီညောင်းဖြစ်တာတို့ပေါ့နော်ပြီးလို့ရှိရင်ဒီအရေပြားတို့ယောဂါလေးတွေပေါ့နော်ဒါတွေလည်းပျောက်တင်ထဲမှာပါတယ်ပေါ့ လောင်းတရွဲကိုတခြားဥစားပါတော့ဆေးပစ္စည်းတွေနဲ့ပေါ်ဆက်ပြီးတော့လည်းကျွန်တော်ဒီဘိန်းတော်ဆေးတွေမှာဆီးရွှင်ဆေးဖြစ်နေလဲတုံးကြတယ်ပြီးတော့ကျွန်တော်ဒီနားပေါ့နော်နားထဲမှာပြည်တယ်တာတို့နားနာဖြစ်တာလို့ဆိုလို့ရှိရင်လည်းဒီလောင်းတရွဲကဒီဖလောင်တောင်မွေးအရွက်ကိုပေါ့နော်စားတူကိုကျွန်တော်တို့နေလှမ်းပြီးတော့ဒီအုံးစီနဲ့နေပြီးနေလှမ်းနေလှမ်းပြီးတော့ထွက်လာတဲ့အရေးကြီးကိုကျွန်တော်ချက်တောင်မွေးလေးနဲ့နားထဲကိုဒီချက်ပေးလို့ရှိရင်လည်းနားထဲမှာရှိတဲ့ပိုးတွေတည်တယ်ပေါ့နော်နားနားကနာတက်တာတယ် နောက်ပြီးတော့ဒါဒီဒါဒီတောင်းသူလူသမားတွေအတွက်လည်းအသုံးဝင်နေပေါ့နော်ကျွဲနွားတွေဒီ user ငပိအိုးတွေမှာဟိုလောက်တွေပိုးတွေကျနေလို့ရှိရင်ဒီလောက်တွေရွက်ကိုအမှုန်ထောင်းပြီးတော့ဒီနာတဲ့ဟိုနွားတွေကျွဲနွားတွေဆိုလို့ရှိရင်လည်းအနာတွေတိတ်လို့ရတယ်ပေါ့နော်ငပိအိုးတွေဘာတွေမှာကြတော့ထောင်းရမလို့အရွက်အခိုင်လိုက်ကလေးကိုရေးတန်တန်လေးစီးပြီးတော့ငပိအိုးတွေကိုထည့်ထားလိုက်အရှိတမြပိုးတွေအကုန်လုံးတည်တယ်ပျောက်တယ်ပေါ့နော်ဒီနွားတွေကျွဲနွားတွေဆိုလို့ရှိရင်လည်းဒီတိုင်းပဲဒီလိုမျိုးတိတ်လိုက်အမှုန်ထောင်းပြီးတိတ်ပြီးသွားလို့ရှိရင်ပိုးတည်တာ ပုံးတည်တာမြန်ပြီးတော့အနာပြန်ကြက်တာအသနုပြန်တက်တာလည်းမြန်တယ်ပေါ့နော်အဲဒီရွက်မှာတခြားအသုံးဝင်တဲ့ဒီဆေးပေါ်ဆက်တဲ့နေရာတွေလည်းအများကြီးရှိတယ်ပေါ့နော်ဒါမှမဟုတ်ကျွန်တော်ဒီဒီရွက်အကြောင်းကိုဒီမှာပဲညီကုန်းချုပ်လိုက်ပါတယ်အာနားထောင်မိကြတဲ့အတွက်တယောက်ချင်းစီတိုင်းအောင်လည်းကျေးဇူးအများကြီးတင်တယ်ကျွန်တော်ရဲ့ဒီဗီဒီယိုတန်း channel လေးကိုလည်း subscribe လုပ်ထားပေးကြဖို့ပြီးလို့ရှိရင်ဒီကျွန်တော်တင်ပေးတဲ့အရာလေးတွေကတကယ်လို့အကျိုးအကျိုးရှိနေပေါ့နော်အကျိုးရှိမယ်ဆိုလို့ရှိရင် တယောက်နဲ့တယောက်ပြန်ပြီးတော့ဒီကျွန်တော်ရဲ့ channel လေးကို share ပြီးတော့မျှဝေပေးသွားဖို့ကျွန်တော်မေတ္တာရပ်ခံပါတယ်ကျွန်တော်ကတော့ရေပေါ်တော့မှဖြစ်ပါတယ်ခင်ဗျာအားလုံးကျေးဇူးများရည်တင်ပါတယ်